မင်္ဂလာပါပရိသတ်ကြီးတွေအောင်မြတ်သား channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာဇေယနာရာမနာရေးသားထားတယ်အောင်မြတ်သားနဲ့လူသားစားသောဖုံးဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဝင်းညင်ရောက်အလင်းတွေဖြာကျနေတယ်ဒါပညာတညမှာတော့အင်းကုံတုတ်တန်တွေကနေငြေကြီးတူးတန်တထုတ်ထုတ်ဖတ်ပေါ်လာခဲ့အခေါပေါ်ပြီလားကွာမပေါ်သေးဘူးဆရာ မြန်မြန်ဒူးပါကွာအချိန်နောက်ကြတော့မရဘူးရွေးအိတ်တစ်လုံးလွှဲထားပြီးတော့စေးရန်ခဲနေတဲ့လူရဲ့စကားကြောင့်မြေချင်းထဲမှာရှိနေတဲ့လူကပေါတူးကိုအားကုန်တဲ့ကပေါက်ချလိုက်တယ်အချက်20လောက်ပေါက်ပြီးချိန်မှာတော့အခေါင်းပေါ်ပြီဆရာအဖုံးဖွင့်လိုက်ရတော့မလားမဖွင့်နိုင်အောင်ကွာကတော့ပွဲမှာဖျောက်နိုင်ထုံးလိုက်အောင်ဆရာဖြစ်သူကမြေသာပုံပေးမှာအသိဉာဏ်ထားတဲ့ကတော့ပွဲပေါ်မှာဖျောက်နိုင်ထုံးလိုက်ပြီးတော့မန်နန်တဲ့ပုတ်ကိုခတ်တူးတူးယူဆုံနေခဲ့တယ် ကြားပြီရအခေါက်ရိုက်ထားတဲ့တန်တွေကလော်ထုတ်လိုက်တော့ဟုတ်ကဲ့ပါဆရာပေါတူးကင်ထားတဲ့လူကအခေါက်ပြင်းတွေကိုကလပ်ပြီးဖွင့်လိုက်ရညီဆိုးဆိုးပုတ်အဲ့အနဲ့ဆိုးဟာစူးကနေတက်လာခဲ့တယ်ထွီနာလိုက်တဲ့အပုံနဲ့ဒါတော့တေထတရပဲရှိတယ်ဟိတ်ကောင်အန်ကြီးမစကားများနေတယ်အပေါ်တက်လာခဲ့တော့ဆရာဖြစ်သူရဲ့စကားကြောင့်အန်ကြီးမောင်ဆိုတဲ့သူကညီချင်းပေါ်ကိုကုတ်တက်လာခဲ့တယ် နတ်ခတ်ရောဆန်းရောစုံသိသလောက်စုံနေပြီဆိုတော့အလောင်းကိုဖုတ်သွင်းတော့မယ်။ငါမှန်တဲ့ရွတ်နေတဲ့ချိန်မင်းထွက်မပြေးဘူးတော့လုံးလိုက်မယ်တော့။မပြေးပါဘူးဆရာလေ။မင်းကအတွေ့အကြုံမရှိသေးလို့စိတ်ပူတယ်ကွာ။ဆရာဖြစ်သူကအန်ကြီးမောင်ကိုစိတ်မချဟန်နဲ့ပြောလိုက်ပြီးတော့အခေါင်းထဲကိုအနီရောင်ဆေးလုံးသုံးလုံးပြစ်ထည့်လိုက်တယ်။ဆေးလုံးတွေကအခေါင်းထဲကိုရောက်တာနဲ့ဆရာဖြစ်သူကဖုတ်သွင်းတဲ့ကာရာကိုအဆက်မပြတ်ရွတ်ပါလေရော။ ဂါရာရွတ်နေတဲ့ချိန်တင်းကြိုင်းတစ်ခုလုံးကခွေးဦးတန်းနေစူးညံ့လာသလိုအုတ်ဂူတွေကြားထဲမှာချိန်ကနေချိန်ကနေသွာလာနေတယ်နာနာဘွားကိုလည်းမြင်လိုက်ရတယ်အန်ကြီးမောင်လည်းလှုပ်ရှားသွာလာနေတဲ့အရင်မဲမဲတွေကိုကြည့်နေတဲ့ချိန်အခေါင်းထဲမှာရှိတဲ့အလောင်းကငေါက်ခနဲ့ငုတ်တုတ်ထားထိုင်ပါလေရောမင်းရောက်လာပြီလားဆရာဖြစ်သူကမန်တန်ရွတ်နေတာကိုရက်ပြီးမိလိုက်တော့အလောင်းကောင်ကခေါင်းကိုနှိမ့်ပြတယ် မင်းကခုချိန်ရစပြီငါတပည့်ဖြစ်သွားပြီငါခိုင်းတော့အောင်မြင်အောင်လုပ်ပေးရင်မင်းကိုဝါလင်အောင်ကြွေးမယ်အခုလောလောဆယ်တော့ရှိတာကိုစားတာဆရာဖြစ်သူရဲ့စကားဆုံးမှာအန်ကြီးမောင်ကဘေးမှာခြားရတဲ့အမဲသားသိန်းအထုပ်ကိုညင်းချင်းနဲ့ပြစ်ချပေးလိုက်တယ်ဆရာသူစားပြီးတာနဲ့အပြင်ခေါ်ထုတ်တော့မှာလားအပြင်ကိုခေါ်ထုတ်တော့မှာငါတို့နေရာထိသူလိုက်လာမှာပေါ့ကွာဘာလဲမင်းကအလောင်းကောင်ကိုဖမ်းသွားတယ်လို့ ဆရာဖြစ်သူရဲ့စကားကြောင့်အန်ကြီးမောင်ဘာမှမပြောတော့ဘဲနဲ့အနောက်ဘက်ကိုဆုတ်သွားခဲ့ရာတင်းမြစ်တစ်ခုကိုခလုတ်တိုက်ပြီးတော့ခြေထောက်တစ်ဖက်ကစီးပြင်ကိုရောက်သွားခဲ့။ငေးချင်းထဲမှာရှိတဲ့အလောင်းကောင်ကလည်းအမဲသားတရွဲကိုပလုံပလောင်နဲ့စားနေနေတဟီးရီပြီးကုန်းထလာခဲ့။ဟင်ဘလို့ဖြစ်တာလဲ။ပြပြသလဲလဲဖြစ်သွားတဲ့ဆရာကအင်းတစ်ချက်ကိုလွယ်အိတ်ထဲကထုတ်လိုက်ပြီးတော့မီးရှို့ကအခေါင်းနဲ့ပြစ်ထည့်လိုက်ရာကုန်းထနေတဲ့အလောင်းကောင်က ဝုန်းကနေလဲကျသွားခဲ့တယ်။တခုခုတော့မှားနေပြီ။အန်ကြီးမမင်းတင်းကျိုင်းအဝင်တော့ခေါ်စာပြစ်သေးလား။စကားပြန်မပြောတာကြောင့်လှည့်ကြည့်လိုက်ရ။မျက်လုံးပြူးပြီးတော့ရေကျက်ကျက်နဲ့စိုက်ကြည့်နေတယ်။အန်ကြီးမကိုမြင်တွေ့လိုက်ရတယ်။ဖေကောဘာဖြစ်တာလဲကွာ။တရေတမျက်များကြပြီးတော့ရင်နေတဲ့အန်ကြီးမကိုမြင်တော့အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ဆရာဖြစ်သူကလွယ်အိတ်ထဲမှာပါလာတဲ့အင်ဂျင်နဲ့ပြစ်ပေါက်လိုက်ရ။ ဝူဝါဝါအော်ပြီးတော့ညီအပေါ်မှာလှိမ့်နေခဲ့တယ်။ဒီကောင်နဲ့တော့ကွာငါဘာဒုက္ခရောက်တော့မှာပဲ။ဆရာဖြစ်သူကလွဲကိုဆွဲယူပြီးတော့စီးပြင်ကိုထွက်လာတဲ့အချိန်မှာတော့အန်ကြီးမောင်ကရှာတန်းလန်းထွက်ပြီးစငင်စငင်ဖြစ်နေတာမြင်လိုက်ရတယ်။အဲ့ဒီချိန်ကျောင်းမဖွေရအော်ဇန်နေတဲ့သူတင်းဆိုင်အတွင်းဘက်ကနေပြေးလာကြတယ်။နာနာဘဝတွေကိုမြင်လိုက်ရတာကြောင့်ဆရာဖြစ်သူလည်းတင်းဆိုင်ထဲမှာဆပ်နေတော့ပဲနဲ့အပြေကိုပြေးထွက်သွားခဲ့တယ်။ အချိန်ခဏလေးအတွင်းမှာပဲစူညာပွက်လောရိုက်နေတဲ့သေးတဲ့မြေကပြန်လဲတိတ်ဆိတ်ပြီးငြိမ့်သက်သွားခဲ့ညာတရားထိုင်တာနောက်ကျသားတဲ့အတွက်မောင်ကောင်းတဲ့ခေါလာတို့ကနေတော်မြင့်မှာနိုးလာခဲ့ညာမိုးလေးကနေမှတရားဖြောက်တော့လူကဘလို့အိပ်ပျော်သွားမှန်းတော့မသိပါဘူးဗျာအေးကွာငါလည်းခုနမှနိုးလာတာမောင်ကောင်းတဲ့ခေါလာတို့မျက်နှာတိတ်ပြီးတဲ့အချိန်ကပ္ပိယကြီးရောက်လာပြီးတော့ မင်းတို့တွေတင်းကြိုင်တဲ့ကိစ္စကိုသိပြီးပြီလားကျွန်တော်တို့ကခုနမှတို့တာဘာကိစ္စဖြစ်လို့လဲဦးလျာတင်းကြိုင်တဲ့မှာကွာအပိုင်းပိုင်းဆဆဖြစ်နေလူသေးလောက်ပေါ်လာလို့တယ်ဟင်ကျွန်တော်တို့တွေနားမရှင်းလို့လူတက်ပြီးတော့တင်းကြိုင်တဲ့ကိုလာပြထားတာဟာမင်းပြောမှရှုပ်ကုန်ပြီကွာညာတော့လေတင်းကြိုင်တဲ့မှာပြုတ်ထားတဲ့အလောင်းတစ်လောင်းကအပြင်ကိုရောက်နေတယ်တဲ့ဟမ်ဒါဆိုလို့ရှင်အလောင်းလာပေါ်တာဗော အောင်လန်းအတိုက်တစ်ခုလုံးဖို့များလားအဲ့ဒါတော့ငါတို့လည်းမသိဘူးကွာနေတဲ့သူတွေကတော့အလောင်းကိုကိုက်ဖဲ့ပြီးစားရတယ်လို့ပြောတယ်ကွာတောခွေးတွေစားရတာနေမှာပေါ့ဗျာခွေးတွေစားထိုင်တစားတွေဖြစ်နေမှာလေကွာအခုကလက်တွေပေါင်နေမှာလူရဲ့သွားရတယ်တွေ့တယ်တဲ့ဗျာကပီယာရဲ့စကားကြောင်မောင်ကောင်းတို့အချင်းချင်းကြိလိုက်ကြပြီးတော့ဒါဆိုလို့ရှိရင်တော့သတိထားမယ့်ကိစ္စပေါ်လာပြီထင်တယ် တိုင်းရဲ့ဆေးရုံရှိကိုအဖုံးဖုံးနဲ့ရောက်လာတဲ့ထော်လာကြီးတန်းကြောင့်ဒေါက်တာမင်းခေါင်ရုံးကန်းထဲကနေလှမ်းကြည့်လိုက်တယ်။ဆရာမလူနာရောက်လာလား။ဟုတ်မယ်ထင်တယ်ဆရာရဲ့။ကျမသွားကြည့်လိုက်ပါမယ်။ခဏနေတော့သူနာပြုဆရာမတရားခြေကြီးတုပ်ပြန်နဲ့ဝင်လာပြီးတင့်ငုံစုတာဆရာရဲ့။ဒဏ်ရအတော်လေးတတ်တယ်။ဒါဆိုလို့ရှိရင်ချော့အောင်ပါပေါ့။လူနာကိုခွဲကန်းထဲကိုခေါ်ခဲ့လိုက်။ဒေါက်တာမင်းခေါင်လည်းစပွဲပေါ်တင်ထားတဲ့နှစ်ချက်ကိုယူပြီးတော့ ်ခွဲကန်းထဲကိုဝင်လာခဲ့လိုက်တယ်။မဟုတ်ကအတော်ကြီးတာပဲ။ဘလို့ဖြစ်ရလဲ။အာချောင်းသားမှာငါးဆိုင်နဲ့ဖြစ်တာပါဆရာရဲ့။လောလောဆယ်ငုတ်ကိုအရင်ထုတ်ပြီးတော့ချုပ်ရမယ်။ပြီးတော့မှမေးခိုင်ကာဝယ်သေးထုတ်ဖို့လောက်တာပေါ့။ဒေါက်တာမင်းခေါင်လည်းငုတ်ဆူးတဲ့လူနာကိုစနစ်တကျကုသပေးပြီးတဲ့အချိန်မှာတော့ညနေနေဝင်ပြောချင်ရောက်လာခဲ့တယ်။ဆရာမဒီညကဘသူကြည့်တယ် မအေးသိမ့်နဲ့စမ်းသိတာတို့နဲ့တာဝန်ကြရတယ်ဆရာလူနာတွေတခုခုဖြစ်လို့ရှင်ကျွန်တော်လာခေါ်ဖို့ပြောထားပြီနော်ဟုတ်ကဲ့ပါဆရာမင်းကောင်းလဲတတိကိုလှုပ်ရှုပ်နေခဲ့တာမို့လုံးချိနေတဲ့အတွက်လူနာတွေကို သူနာပြုဆရာမတွေနဲ့တွဲထားပြီးတော့လိုင်းငန်းရှိရကိုပြန်လာခဲ့လိုက်တယ်ကျက်စစ်မီမရရှိသေးတဲ့ကာလမို့လူနာတွေထားတဲ့အခန်းလေးထဲမှာဖျောင်းနိုင်မီလင်းယောက်ကကြီးစိုးနေခဲ့တယ်တိရာရေကိုဘာဖြစ်ဘယ်ရောက်နေလဲ ခုချိန်ဆိုခွပုံးကိနေလောက်ပေါ့အထွေထွေလုံသားလေးတယောက်ရှိပါအားနေသူ့ပဲလိုက်ရှာနေရနောက်နေ့မှာဆရာနဲ့တိုင်ပြောမယ်အေးသိန်းကပြတော့ပြတော့ပြောပြီးတော့လူနာတွေကိုပေးမဲ့ဆေးတွေကိုအိတ်ထဲကိုထည့်နေခဲ့တယ်ခဏနေတော့ကိုဘားမြေပြောင်းလာပြီးဆရာမကျွန်တော်မင်းနေရဆိုခွဲခန်းထဲကအပိုက်တွေပြစ်ဖို့မနာထက်ပြောထားတာအခုတွေမပြရသေးဘူးမလားဟုတ်သားပဲကျွန်တော်မင်းနေအခုသွားပြစ်လိုက်မယ်လေ ဘိုးဘွားမြင့်ကသူ့ပြစ်သူသိတဲ့အတွက်ဓာမီတလက်ခါးကြထိုးပြီးတော့ခွဲကန်းဘက်ကိုထွက်လာခဲ့လိုက်တယ်ခွဲကန်းထဲကိုရောက်တော့သွေးသားသွေးနာတွေပင်နေတဲ့ပတ်တီးတွေနဲ့ဂုံးသားတွေထည့်ထားတဲ့အိတ်ကိုယူပြီးဆေးရုံအနောက်မှာရှိတဲ့အမိုက်ကျင်းစီကိုအသွားမှာအမောင်လူထဲမှာကိုကိုကောက်ကောက်နဲ့လိုက်သွားနေတဲ့အကြိတ်တစ်ခုကိုမြင်လိုက်ရတယ်ဘာလို့လဲဓာမီနဲ့ထိုးပြီးကြည့်လိုက်ပေမဲ့ဘာမှမတွေ့တာကြောင့်အမိုက်တို့ကိုကျင်းနေပြစ်စားပြီးပြန်လှည့်ကျင်းနေကနေ ချို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 အတန်ကြားလိုက်ရတဲ့အတွက်အနာကပ်ပြီးဓာမီနဲ့ထိုးကြည့်လိုက်ရပတ်ဒီဂုံးလိုက်တွေမှာပေးနေတဲ့သွေးသားတွေကိုရှာနေကြပြီးဝါးစားနေတယ်လူတယောက်ကိုမြင်လိုက်ရတယ်အောင်မလေးတရေမျိုးတရေတရေငယ်နေမအောင်အော်ပြီးတော့ထွက်ပြေးလာတယ်ကိုဘာမြင့်အတန်ကြောင့်လူနာဆောင်နေတဲ့သူနာပြုဆရာမတွေပါပြေးထွက်လာခဲ့ကြတယ်ကိုဘာမြင့်ဘာဖြစ်တာလဲတရေဗျတရေအမိုက်ချင်းနဲ့ပါအမိုက်ချင်းနဲ့ပါဟုတ်ဟုတ်လို့လားဗျာ ဆရာဘယ်တော့နေရောက်လာလဲအော်လန်ကြားလို့ထွက်လာကြည့်တာကိုဗမေအမေကဘာဖြစ်သွားသေးလဲရုတ်တရက်ဆိုတော့လမ်းသွားတာပါဆရာရဲ့သူ့ပုံစံကကြောက်ဆရာကြီးဗျာမင်းခေါင်လဲကိုဗမေပြောတဲ့အမိုက်ကျင်းတော့ကိုသွားပြီးတော့ဓာမီနဲ့ထိုးကြည့်လိုက်ရဘာမှမတွေ့တာကြောင်းလူနာရှင်တွေကိုအားပေးစကားပြောပြီးတော့နိုင်ငံကိုပြန်လာခဲ့လိုက်တယ်။ညာဘက်အိပ်ပြောလူဆက်တဲ့အချိန်မှာတော့နိုင်ငံအနောက်ဘက်မှာလမ်းရှောင်နေတဲ့ခြေတံကြတာကြောင့် အိယာဘေးမှာထားရတဲ့ဓာမီးနဲ့ဒုတ်ကိုယူပြီးအပြင်ကိုထွက်လာခဲ့လိုက်တယ်။မင်းကောင်အပြင်ကိုရောက်တော့ခြေတန်းကရုတ်တရက်ရက်သွားတာကြောင့်ဓာမီးနဲ့ဟိုးဒီဒီထိုးကြည့်လိုက်ရ။စေယုံသောပစ္စည်းတွေကိုမင်းရှုတဲ့နေရာဘက်ကိုဝင်သွားတယ်။လူရိုက်တစ်ခုကိုမြင်လိုက်ရတယ်။အချိန်ကလည်းညနေနေပြီဖို့လို့အခိုးတဝက်တွေများလာဆိုတဲ့အတွေ့အကြောင်းလက်ထဲကဒုတ်ကိုကြစ်ကြစ်ပအောင်ဆုပ်ပြီးတော့အမိုက်မီးရှုတဲ့ဘက်ထွက်လာခဲ့လိုက်တယ်။အမိုက်စာတွေကိုနေပြီးလမ်းလျှောက်နေတဲ့အတန်းကြောင့် မင်းကောင်ကဖင်းအောင်တောက်ကိုကပ်ပြီးချောင်းကြည့်လိုက်ရမျက်ွယ်ခွေးရနေចောင်းမဖွယ်ကောင်းတဲ့မျက်နှာနဲ့လူတယောက်ဘွားကနေထွက်လာခဲ့ရုပ်တရက်ဆိုတော့လမ်းသွားပြီးလက်ထဲကင်ထားတဲ့တုံးနဲ့ဥကောင်းကိုရိုက်လိုက်ရအဲ့ဒီလူကသူးသူးဝါးဝါးអော်ခဲ့ပြီးတော့အမောင်လူတဲကိုဝင်းပြေးသွားခဲ့ညသကောင်ချင်းရုံရင်းဆက်ကဖြစ်တဲ့အတန်းကြောင့်ကိုဘမြင့်ပြေးထွက်လာပြီးတော့ဆရာလက်ထဲမှာလည်းတုံးကြည့်နေဘာများဖြစ်လို့လဲဘာမှမဖြစ်ပါဘူးဗျာ တခိုးကတ်တယ်ထင်လို့လာထွက်ကြည့်တာပါဆရာရဲ့တခုခုဆိုရင်ကျွန်တော်တို့ခေါ်လို့ရတယ်ဘာဖြစ်လို့တယောက်တည်းထွက်လာတာလဲစိတ်ပူအောင်လှုပ်ခဲ့ပြီလို့တောင်းပန်ပါတယ်ဗျာအခုဘာမှလည်းမတွေ့ဘူးဆိုတော့အခန်းပြန်လို့ရပါပြီကိုဘာမင်းကိုစကားလှောင်းအောင်ပြောလိုက်ပြီးတော့မင်းခေါင်ကလိုင်းကန်းလေးကိုပြန်ဝင်လာခဲ့လိုက်တယ်အတွေ့ထဲမှာတော့ကိုဘာမင်းမြင်ခဲ့တဲ့သူနဲ့ခုနမြင်ခဲ့တဲ့သူဟာတူနေမလားဆိုပြီးစဉ်းစားနေခဲ့မိတယ် နေရောင်နုနုလေးဖြာကြနေတဲ့မနက်ခင်းမှာတော့မောင်ကောင်းတဲ့ခွန်လာတို့ဘုံကြီးကျောင်းမှာရှိတဲ့ထင်းဘုံကြီးကိုချွေးတီးတီးကြလောက်တဲ့အထိခွဲနေကြကြတယ်အဲ့ဒီချိန်ဟိုဘက်ရွာမှာပရိတ်သွားရွတ်တဲ့ဥခိမ်မှာရောက်လာပြီးတော့ဟိုဘက်ရွာမှာကွာညတော့ကလေနာနာဘဝတကောင်ဝင်းဝွေသွားတာနင်းတို့တွေမသိသေးဘူးလားဟင်တပည့်တော်တို့မသိသေးဘူးဘလို့ဖြစ်တာလဲဆိုတာ ပြောပါဦးဟိုဘက်ရွာကစက်ဆံပိုင်ရှင်ကိုတိုးမော်ရဲ့အိမ်ကိုဝင်းမေသွားလို့ကွာ ဘလုံးမွေသားတယ်ဗျာညာတော့ကလေသူ့ကြက်ချံတွေကကြက်တွေအော်သာကြလို့ထကြည့်တာလူတယောက်ကကြက်တွေကိုကိုက်သစားနေရတယ်ဟင်ဟုတ်တယ်သူလည်းအစကြက်တကိုးထင်ပြီးဖမ်းမလို့ဓမ္မီးနဲ့ထိုးကြည့်လိုက်တာသပယ်ဆုပ်ဖွားနဲ့နာနာဘွားကောင်ဖြစ်နေတာတဲ့အရင်တော့ကဒီလိုအဖြစ်မျိုးမကြားဘူးပါဘူးအခုခုတော့ပါနေပြီထင်တယ်ပါလာမှမှလာတော့ငါလည်းမသိဘူးဒါပေမဲ့စိတ်ထဲတော့ထင်နေတယ်ကွာ ဦးခေမရဲ့စကားကြောင့်မောင်ကောင်းတဲ့ခုံးလာတို့တပ်ပြင်းတစ်ချက်ချပြီးပြင်းကိုငေးကြည့်လိုက်ရာသေးသေးတာကိုလက်မဆွဲပြီးတော့ခြံထဲဝင်လာတဲ့ဒေါက်တာမင်းခေါင်ကိုမြင်လိုက်ရတယ်။ဆရာပါလားဘယ်ကနေလှည့်လာတယ်။ရွာထဲမှာလူနာကြီးနဲ့ဒီဘက်ကိုလှည့်ဝင်လာတာ။ဒါနဲ့ဆရာတော်ရောနေကောင်းရဲ့လား။နေကောင်းပါတယ်။ငကားကြီးလည်းရောက်တော့ရောက်ခိုင်းအပေါ်တက်ပါအောင်။ပြန်ပါဗျာ။ဆရာတော်ကိုလည်းလေရှောက်ဆရာလေးရှိရတယ်အတော်ပဲဗျာ။ အရေးကြီးကိစ္စများရှိနေလို့လားအရေးကြီးတယ်လို့တော့မဟုတ်ပါဘူးညာတော့ကလေစေယုံမှာဖြစ်ခဲ့တဲ့ကိစ္စလေအဲ့ဒါပြောပြခြင်းလို့ဝင်လာခဲ့တာစေယုံမှာဘာဖြစ်လို့လဲကပ္ပယာရဲ့စကားကြောင့်မင်းခေါင်ကညာကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုပြောပြလိုက်ရဆရာပြောတဲ့ဖြစ်ရတယ်ဥခိမှာပြောတဲ့ကိစ္စတူနေပါလားအေးကျွန်တော်ထင်တော့လေရွာမှာအမှားတစ်ခုကိုဖြစ်နေပြီထင်တယ်ဟုတ်တယ်နော်ဒီပုံစံတိုင်းဆိုရင် အဲ့ဒီကောင်းနေရရွာနီးထုတ်တာအကုန်လိုက်သွားနေရပေါ့ကျွန်တော်မြင်ခဲ့တဲ့သူကလူလားတည့်ရဲ့လားမင်းခေါ်ရတဲ့ကားကြောင့်မောင်ကောင်းကတခုခုကိုစဉ်းစားလိုက်ပြီးတော့အတိအကျတော့ပြောလို့မရသေးဘူးဆရာရဲ့ကျွန်တော်တို့ရွာလူကြီးတွေနဲ့ရင်တိုင်ပင်လိုက်ပါအောင်မယ်တခုခုထူးကြရင်ဆရာကိုအကြောင်းကြားခိုင်းလိုက်ပါမယ်ဟုတ်ကဲ့ပါဗျာဆရာတို့ကဒီလိုကိစ္စဘက်မှာနားလဲတော့အဆင်ပြေတာပေါ့ဒါဆိုရင်ကျွန်တော်ခွင့်ပြုဒေါက်တာမင်းခေါင်ကမောင်ကောင်းတို့ကိုနှုတ်ဆက်ပြီးတော့ ဟုံးကြီးเจ้าမော်ကိုတက်သွားခဲ့လိုက်တယ်။မင်းကောင်ထားသွားတော့ဘောင်ကောင်းတဲ့ခေါလာတို့ကတပ်ပြိုင်နဲ့တူရွာထဲကိုထွက်လာခဲ့လိုက်တယ်။ရွာထဲကိုရောက်တော့အိမ်ရှိမှဘာကြီးဘူးပါဝင်တခြားရွာသားတို့ထိုင်နေတာမြင်လိုက်ရတယ်။တပ်ပြိုင်တို့ကလားဘယ်ကနေဘလို့လှည့်လာကြတယ်။ဒီလိုပဲလာတာဘာကြီးဘူးကြီးမနာစောစောစီစီလူတွေစုံလို့ပါလား။ဟုတ်တယ်။အခုလေးတွေဆရာလေးတို့ခေါ်ခိုင်းတော့မလို့။ဘာကိစ္စရှိလို့လဲဘာကြီးဘူးကြီး ဟိုတလောကလေသင်ဆိုင်ကိုမှလူသေးလောင်းပေါ်တဲ့ကိစ္စသိတယ်မဟုတ်လားဟုတ်သိတယ်လေအဲ့ဒီကိစ္စဖြစ်ပြီးနောက်ပိုင်းဘာကြီးတို့ရဲ့ရွာနေချုပ်ဆက်မှာညာဘက်ကြီးဆိုရင်ခြောက်သွားနေတယ်နာနာဘောတကောင်ပေါ်လာတယ်မနေ့ကဆိုရင်တိုးမောင်ရဲ့ကြက်ချန်တွေကကြက်တွေကိုကိုက်သက်သွားတယ်လို့ဆိုပဲဘာကြီးဘူးရဲ့စကားကြောင်မောင်ကောင်းကခိုးလောက်ကိုလှမ်းကြည့်လိုက်တယ်ကျွန်တော်တို့လည်းကပ္ပိယကြီးပြောလို့ကြားပြီးပါပြီဒီလိုကိစ္စတွေမှာ ဆရာတို့ကပို့ပြီးနားလဲတာဆိုတော့ဘာကြီးတို့နေနေကိုရောဘလို့ကာကွယ်ရမလဲဆိုတော့တိုင်မင်ကြမလို့ကျွန်တော်တို့အမြင်ပြောရမယ်ဆိုရင်အခုဖြစ်နေတဲ့ကိစ္စတွေရဲ့လက်တယ်ဟာလူလားနာနာဘွားလားဆိုတာအရင်သိအောင်လုပ်ရမယ်လို့ထင်တယ်မောင်ရင်တို့ကဘလို့လှုပ်ချင်လို့လဲအဲ့ဒီကောင်ရွာထဲဝင်တာကိုစောင့်နေရတယ်ကိုရီးယားသူ့ကိုလိုက်ရှာတာမျိုးလှုပ်ချင်တာနာနာဘွားကောင်ကမမာနေမန့်ကိုဘာကြီးတို့မှမသိတာကျွန်တော်တို့မှနီးလန့်ရှိပါတယ် ါးဆိုရင်ဘာကြီးတို့တွေဘာလုပ်ပေးရမလဲလောလောဆယ်ညာကြီးသကောင်သူ့ကိုမှအပြင်းမထွက်ဘူးပြောပေးပါမနှက်ဖန်မနှက်ကြိုင်ဘာဆက်လုပ်ရမလဲဆိုတာကျွန်တော်လာပြောပါမယ်ဟုတ်ပြီဘာကြီးတို့လည်းရွာထဲမှာလိုက်ပြောပေးထားမယ်ညနေရောက်တော့ဘောင်ကောင်းတဲ့ခွန်လာကကပ္ပယာယူကိုခေါ်ပြီးရွာထဲကညောင်မယောက်ကိုထွက်လာခဲ့လိုက်တယ်မင်းတို့တွေကညောင်မယောက်မှာဘာလုပ်ဖို့လဲကွာဆိုင်ရာပိုက်ရာတွေအရင်မေးကြည့်ရမှာပေါ့ အဲ့ဒါမှဘသူဆိုတော့သိမှာအောင်ကောင်းကအသင်ပါလာတဲ့ဖျောင်းနိုင်မှွေတိုင်းကိုညောင်မင်းအောက်ကနှက်ကုံးမှာထွန်းလိုက်ပြီးတော့အဇက်ကနေတထွတ်ထွတ်ရွတ်လိုက်ရာပစိုးကိုကရောင်းကြိုက်ပြီးတော့တကိုင်းပေါ်မှာငုတ်ထုတ်ထိုင်နေတဲ့လူတယောက်ပေါ်လာခဲ့တယ်အောင်ကောင်းကကရောင်းကြိုက်ထားတဲ့သူနဲ့စကားတချို့ပြောပြတာနဲ့ကပ္ပိယဘက်ကိုလှည့်ပြီးကျွန်တော်တို့တွေအခုလိုက်ရှာမယ်ကောင်ပါတရေလည်းမဟုတ်ဘူးတစီလည်းမဟုတ်ဘူးလေဟမ်တရေလည်းမဟုတ်တစီလည်းမဟုတ်ဘာကောင်တော့ ဖုတ်ဝင်နေတဲ့အကောင်လို့ပြောတယ်။သူပြောတာကတော့နာနာဘဝတကောင်ပါ။လူတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုဝေပူးပြီးရှောက်သွားနေရတယ်။အဲ့တော့ငါတို့တွေကဘာလုပ်ကြမလဲ။ဖုတ်ဝင်နေတဲ့ကောင်ထုတ်ရမှာပေါ့ဗျာ။မဟုတ်လို့ရှင်အနီးနားရွာတွေကဒုက္ခရောက်ကုန်လိမ့်မယ်။ဖုတ်ဆိုတဲ့မျိုးဟာကြားလေအကောင်ကြီးလာလိမ့်မယ်။အခုဆိုရင်အဆွဲတော်ထွက်နေလောက်ရောပေါ့။အေးလေ။ကိုယ်ထဲကိုဝင်နေတဲ့ကောင်ဘလုံးနည်းနဲ့ထုတ်မလဲဆိုတာသိရမှာပြင်ဆင်လို့ရမှာပေါ့။ အားကြားဘူးလားတော့တာမန်ဖုတ်ဝင်လို့ရှင်အိယာအောင်ပါဩဇာရွက်ထိပ်ပြီးထုတ်ကြသလိုဆရာတွေရဲ့အမိတ်နဲ့လည်းထုတ်ကြတယ်အခုလိုမျိုးရှောက်သွားနေတဲ့ကောင်းတွေတော့ဒဇူဝါလက်ပြန်နဲ့ထိုးပြီးထုတ်ရတယ်တဲ့အာဒဇူဝါနဲ့ထိုးရင်လူပါတိတ်သွားမှာပေါ့ကပ္ပိယရဲ့လေဗျာဖုတ်ဝင်နေဆိုတာလူတယောက်အတထွက်ခါနေကိုသူ့ကိုယ်တည်းဝင်နေတာလို့ကြားဘူးတယ်အဲ့ဒါကြောင့်မလို့ဒီကောင်းကတေပြီးသားလူပဲဖြစ်ရမယ်။ဒါနဲ့နေပါဦး။ အလူရောဘယ်မှာသွားရှာမလဲမနှက်ဖန်မနှက်ကြရင်တပ်ပြရကြီးကရွာသားတချို့ကိုခေါ်ပြီးတော့လူတွေမီးရှို့တဲ့နေရာကိုသွားအဲ့ဒီမှာတုံးတဲ့ဝါးတစ်ချောင်းလက်ပြန်ခုတ်လာခဲ့ပြီဘလောက်ရွယ်ဖြစ်ဖြစ်ရလားရှင်ရင်တော့ပိုကောင်းတာပေါ့ဟုတ်ပြီလေမနှက်ကြလို့ရှင်အေးကိုလိုခေါ်ပြီးသွားလိုက်မယ်အခုတော့ဖုံးင်းကြောင်းပဲပြန်ကြမယ်မဟုတ်လားဟုတ်တယ်လေကပ္ပရကြီးကသွားเสียရှိသေးလို့လားအေးကိုတို့အိမ်ခဏဝင်အောင်မယ် မနေ့အတွက်ညရဲပြောထားမလို့ဒါဖြင့်ကျွန်တော်တို့လည်းအရင်ပြန်နေပြီနော်ဘောင်းကောင်းတို့လည်းကပ္ပိယာကြီးနဲ့ရွာထိုင်မှာလမ်းခွဲပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်တယ်တကားတပြောပြောနဲ့လမ်းလျှောက်လာတဲ့အချိန်ရွာပြင်ကနေဦးရဖားရပြေးလာတဲ့လူတယောက်ကိုမြင်လိုက်ရတယ်ကိုစန်းသိရေကြီးတုပ်ဖြန်နဲ့ဘာလို့ပြေးလာတာတော့ရွာပြင်ကတင်းတိုင်းရွာပြင်ကတင်းတိုင်းနဲ့ပါလေကိုစန်းသိကမောနေတဲ့ဟန်နဲ့စကားကိုစက်တိုက်မပြောနိုင်ပဲဖြစ်နေခဲ့တယ် ဘာဖြစ်ရတင်းလိုက်မှာဘာဖြစ်တာလဲကုံကုံကွက်ကွက်နဲ့လူတယောက်ကလေပြုတ်ထားတဲ့အလောင်းတွေကိုဖော်ပြီးစားနေလို့အလိုလေတေချာလို့လားကိုစံသိမ့်ရငါကိုယ်တိုင်မျက်စိနဲ့တအံ့မြင်ခဲ့တာငါလည်းဒီနေ့မှပဲအလုတ်ပြန်တာနောက်ကြတော့တင်းကြိုင်းတွေကနေဖြတ်လာတာအဲ့ဒီမှာလေမြေကြီးကိုလက်နဲ့ရက်နေတဲ့လူတယောက်ကိုတွေ့တာနဲ့ငါလည်းကတော့ကရှာတဲ့လူလို့ထင်ပြီးကြည်နေသေးတယ်နောက်တော့မှအဲ့ဒီကောင်ကပုတ်ကွာနေတဲ့အလောင်းကောင်ရဲ့လက်ကိုကင်စားနေတာ မြင်တော့မှ ချိန်ကုန်တော့ပြီးပြေးလာခဲ့တာဒါဆိုရင်ချိန်ဆွဲနေလို့မဖြစ်ဘူးလူကြီးတွေကိုအတိပေးပြီးမြ мян လိုက်သွားမှရမယ်မောင်ကောင်းတို့လည်းရွာလူကြီးအိမ်ကိုအမြန်သွားပြီးတော့အကျိုးကြောင့်ပြောပြလိုက်ရာဘာကြီးပုနဲ့တူအနီးနားမှာရှိတဲ့ကာလာသားတွေကဒုတိယသားတွေခိုင်းပြီးရောက်လာကြတယ်မောင်ကောင်းတို့ရွာထက်ကိုရောက်တော့ကပ္ပိယိုင်နဲ့တူအေးကိုတို့ကိုလည်းတွေ့လိုက်ရတယ်ဘာလို့လဲသတင်းကြလို့လိုက်လာတာကွာအခုဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ရမှာလဲ တင်းကြားကြီးလိုက်ရတော့မှာပေါ့ဒါနဲ့အချင်းကလင်းနေပြီဆိုတော့ဓာမီးတွေယူလာခဲ့ကြအောင်ဓာမီးကပါပါတယ်ခိုးမှာဘာကြီးပုလို့လဲရောက်လာပြီဆိုတော့သွားကြရအောင်ဘောင်းကောင်းတို့လည်းရွာကလူတွေနဲ့တူတင်းကြားကိုလိုက်လာခဲ့ရဟိုးရောက်တော့ဖွာလန်ကျဲနေတဲ့မြေသားတချို့နဲ့တူကြိုက်ဖက်စားတောက်ထားတယ်လူသေးလက်တစ်ဖက်ကိုမြင်လိုက်ရတယ်ကိုစံသိန်းပြောတာမှန်နေပြီဗျာသွားရတွေကလောလောလတ်လတ်ကြိုက်ထားတဲ့ပုံပဲဒီပုံစံတိုင်းဆိုရင် နီးနားမှာပဲရှေ့ဦးမယ်လူသူမကွဲတင်နဲ့သတိထားပြီးရှာကြအာကြီးဘူးဟာပါလာတဲ့သူတွေကိုသတိပေးပြီးတော့ဓာမီတလက်နဲ့ဟိုးဒီဒီလိုက်ထိုးကြည့်နေတဲ့အချိန်မောင်ကောင်းနဲ့ခွန်လာတို့ရဲ့နှာခေါင်းထဲကို အပုံးနဲ့တချို့ကဝဲလာခဲ့တယ်အကိုအဲ့ဒီကောင်နီးနားမှာရှိနေပြီဟုတ်တယ်ကွာငါလည်းသတိထားမိတယ်ဒါဆိုရင်ငါတို့တွေသတိထားရအောင်ကပ္ပိယိုင်ရဲ့အဖွဲ့ဟာလူသေးမိရှုတဲ့နေရာဘက်ကိုသွားကြည့်လိုက်အောင် ဘသူဝါကိုတွေ့လို့ရှင်လက်ပြန်ခုတ်ပြီးယူလာခဲ့ပြီဟုတ်တယ်ကပ္ပရာကြီးတကယ်လို့လမ်းမှာတွေ့ခဲ့ရင်ကျုံတက်တဲ့ဥသာထိုးချလိုက်ဘောင်ကောင်းတို့လည်းဓမ္မီကိုစီနဲ့အလောင်းမီရှုစင်ရှိတဲ့ဘက်ထွက်သွားခဲ့ကြတယ်မီရှုစင်ကတရလန်ကုန်တင်တဲ့ဇရက်နဲ့အနောက်ဘက်မှာရှိနေတာမို့လို့ဘောင်ကောင်းတို့တော့ရောက်ဘေးဘီကိုတတိထားရင်ရှောက်လာကြတယ်မီရှုစင်နားကိုရောက်တော့အပိုင်းစားတချို့မီးကျွမ်းနေပြီဖြစ်တယ်ဝါလုံးတစ်ချောင်းကိုတွေ့ရတယ်ကပ္ပရာကြီးကိုကင်ဟိုင်းပြီး လက်ပြန်ခုန်နေတဲ့အချိန်ချောင်းမုတ်သားတွေကနေခေါင်းတလုံးထွက်လာခဲ့။အောင်မလေးဘာကြီးတော့ဟာအေကိုကဝလုံးကိုပြစ်ချပြီးထွက်ပြေးဖို့လို့ကပ္ပရာကြီးကဖမ်းဆဲပြီးတော့ဟေ့ကောင်အစူးဝမရရင်ဖောက်ထုတ်လို့မရဘူးကွာဝလုံးကိုပြန်ကောက်လိုက်ကပ္ပရာကြီးလှမ်းပြောတဲ့အချိန်ဖောက်ဝင်နေတဲ့ကောင်ကဇလုံးသိနေစိုက်ကြည့်နေတယ်အနားကိုတိုးလာခဲ့တယ်။ကောက်လို့မရတော့ဘူးဖိုးကောင်ကအနားကိုရောက်နေပြီဘယ်လိုလုပ်ကြမလဲ အေကိုကအနောက်ကိုဆုံရင် ပြောလိုက်တာကြောင့်ကပ်ပြရီလည်းအားဆက်လို့လို့လောက်အောင်မသိဖြစ်နေတဲ့ချိန်မောင်ကောင်းကလွယ်အိတ်ထဲမှာပါလာတဲ့အင်းချက်ကိုထုတ်ယူဖို့လုံသူတို့ဘက်ကိုဓာမီတဝင်းဝင်းနဲ့ဒါနေကြတဲ့လူသားတွေကိုကြားလိုက်ရတယ်လူသားတွေကြတော့ဖုတ်ကောင်ကရှေ့ကိုတိုးမလာတော့ပဲနဲ့ခြုံဘွေးကမှောင်လို့တဲ့တိုးဝင်သွားခဲ့တယ်မအားတို့တွေကမင်းတို့တန်ကြလို့လိုက်လာတာဘာဖြစ်သွားသေးလဲဘာမှမဖြစ်ပါဘူးဘာကြီးဟာဖုတ်ကောင်ကလေလူနဲ့ရန်ပြုတ်မဲ့ပုံများ ဒီကောင်ကတော့အတော်အထင်ရဲနေပြီအခုချိန်မလိုက်လို့ရှင်တခြားနေရာကိုပြောင်းသွားလိမ့်မယ်ဟုတ်တယ်ပါကြီးကျွန်တော်တို့တွေလူစုပြီးသွားမှဖြစ်မယ်အကိုလူစုဝါကိုခုတ်လိုက်တော့မောင်ကောင်လည်းချက်ချင်းဆိုသလိုမိကျွမ်းနေတဲ့ဝါကိုလက်ပြန်ခုတ်ပြီးတော့ကပ်ပီယာကြီးကိုကမ်းပစ်လိုက်တယ်အဲ့ဒီချိန်မှာပဲဒီမှာဒီမှာတော်တိုးသွားတဲ့ရတယ်ကြံနေတယ်ဗျာအတန်ကြားလို့ကြည့်လိုက်ရလူတယောက်တိုးဝင်သွားလို့ဂျိုးပဲ့နေတဲ့တပ်ပင်ငယ်တွေကိုမြင်လိုက်ရတယ် အဲ့ဒီတိုင်းဆက်လိုက်ကြမယ်ဟေ့အချင်းချင်းကြောချင်းကပ်ပြီးလိုက်ခဲ့ကြအာယီဘူးဟာပလတ်စွာနဲ့ရှေ့ကနေတက်သွားတော့ကျန်တဲ့သူတွေလည်းမနေသားတော့ဘဲနဲ့အနောက်ကနေလိုက်ပါလာခဲ့ကြတယ်တိုးမောင်ငါတို့နောက်မှာဘယ်သူမှမရှိတော့ဘူးကွာတကယ်လို့ဖုတ်ကောင်ကလေငါတို့နောက်ကနေပေါ်လာရင်ဘယ်လိုလုပ်မလဲဟာကွာ ပေါ်လာလို့ရှင်မင်းလက်ထဲကင်ထားတဲ့ဓာတ်နဲ့ခုတ်ချလိုက်ပါဟိုနေ့ကတော့မင်းဒါသွေးစာနေလို့ပြောနေတယ်မဟုတ်လားအဲ့ဒါငါလျှောက်ပြောနေတာ အမလီကြက်သိန်းတွေတောင်ထားတယ်။ဆန်းဝင်းကငှက်ကြီးတောင်သားကိုကိုင်းပြီးတော့အနောက်ကနေလိုက်လာတဲ့ချိန်အေးဆက်ဆက်လက်တစ်ဖက်ကသူ့လက်ဘေးကိုလာကိုင်းတာခံစားလိုက်ရတယ်။အဲတို့တို့တို့မောင်ကြီးဆန်းဝင်းရဲ့အတန်းကြောင့်နောက်ကိုလှည့်ကြည့်လိုက်ရလက်ဘေးကိုညှစ်ထားတဲ့ဖုတ်ကောင်ကိုမြင်လိုက်ရတယ်။ဟာဖုတ်ကောင်ကြီးကဆန်းဝင်းကိုလက်ဘေးချင်းနေပြီးလောက်ကြပါအောင်။တို့မောင်ရဲ့အော်တန်းကြောင့်ရှေ့ကနေသွားနေတဲ့သူတွေပြန်လဲလာကြပြီ။ ဟိတ်ကောင်းလေဝင်ဆွဲကြလေကွာဖုံးမသိတော့မဲကွာအာဒီဘူးရဲ့အော်တန်ကြောင့်တတိကောင်းတဲ့ရွာသားတယောက်ကရှစ်တက်ပြီးတော့ဇန်ဝင်းကိုဆွဲခေါ်ပေးမယ်ညှိထားတဲ့လက်ကပြုတ်တူလို့မြန်မြန်နေရကြောင်ခေါ်မရခဲ့ဘူးအာအာဒါစုချနေပြီကဲကဲကြပါဦးကပ္ပီယာကြီးလည်းလူစုဘွားကိုကိုင်းပြီးထိုးမလို့လုပ်ပြီးကမှဇန်ဝင်းကိုထိမှဆိုးတဲ့အတွက်အတော့ကိုပြန်ဆုပ်လိုက်ရတယ်အဲ့ဒီအချိန်မောင်ကောင်းရဲ့နားထဲမှာ ရှေ့တက်ပြီးတဇူးဝါနဲ့ထိုးလိုက်အောင်မြတ်သားရဲ့အတန်းကိုကြားလိုက်ရတယ်မောင်ကောင်းလည်းအဲ့ဒီအတန်းကဆရာဖြစ်သူရဲ့အတန်းမှတိလိုက်ရတာကြောင့်လက်မကိုင်းထားတဲ့တဇူးဝါကိုဆွဲယူပြီးရှေ့ကိုတက်လာခဲ့လိုက်တယ်ဟုတ်ကောင်းလေတောင်းပြဆုံးစမ်းဘာတက်လောက်တာလဲကပ္ပယာရဲ့စကားကိုမောင်ကောင်းဘာမှပြန်မပြောဘဲနဲ့တဇူးဝါကိုခက်တင်းတင်းကိုင်းကတက်သွားတဲ့ချိန်ဖုတ်ကောင်းရဲ့လက်တစ်ဖက်ကစာဝင်းကိုလှုပ်ပြီးတော့မောင်ကောင်းရှိရကိုစံတန်းကဝဲလာခဲ့တယ် ဒါပေမဲ့အနားမရောက်ခင်မှာပဲဖုတ်ကောက်ရဲ့လက်တွေကိုတယောက်ယောက်ကထုတ်ကင်ထားသလိုဖြစ်နေတာကြောင့်မောင်းကောင်းလက်အခွင့်အရေးကိုအရယူပြီးတော့ဒသူဝါနဲ့ထိုးဆိုင်ချလိုက်တယ်။ဒါပေမဲ့ဖုတ်ကောက်ကလဲကြမသွားပဲနဲ့တဟိဟိနဲ့ညှဉ်းညူပြီးရှေ့ကိုတိုးလာတဲ့အတွက်မောင်းကောင်းရောကျန်တဲ့သူတွေပါနောက်ကိုဆုတ်သွားခဲ့ရတယ်။အကိုဘလို့ဖြစ်တာလဲ။ဖုတ်ကောက်ကဘာမှလည်းမဖြစ်ပါလား။တကယ်ဆိုရင်ထွက်သွားမှလေကွာ။အခုကဘလို့ကြောင့်ဟောလာစကားမဆုံးခဲ့ပါပဲ။ သူတို့ရှိရာကိုလူတယောက်ဝင်လာတာမြင်လိုက်ရတယ်။အဲဒီလူကဖုတ်ကောင်နှောင်းကိုယောက်တာနဲ့ဥကောင်းကိုကင်ပြီးဂါရာတစ်ပုဒ်ကိုအဆက်မပြတ်ရွတ်ပါလေရော။ဂါရာရွတ်တဲ့အတူဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ကတွန့်လှန်လာပြီးတော့ဗဇက်ကနေလေတောင်းမဖွဲ့ရအော်သန်နေထွက်ပေါ်လာခဲ့တယ်။တိတ်မကြခင်မှာပဲဖုတ်ကောင်ရဲ့ခန္ဓာကိုယ်တွေကနေတပင်ဖားလာချရတဲ့မိမတယောက်ထွက်ပြေးသွားခဲ့တယ်လို့ဖုတ်ဝင်နေတဲ့ခန္ဓာကိုယ်ကလည်းညကြီးပေါ်ကိုပြော့ခွေကျသွားခဲ့တယ်။ ဲ့ဒီတော့မှမောင်းကောင်းတို့လေသူတို့ရှေ့ကနေပေါ်ရဲလူကိုကြည့်လိုက်ရာဆရာဖြစ်သူဖြစ်နေတာမြင်လိုက်ရတယ်ဆရာပါလားဘယ်ကနေဘလို့ရောက်လာလဲမင်းတို့စီကိုလာတဲ့လမ်းမှာမင်းအောင်တွေ့ရတယ်ဝင်လာခဲ့တာဒီရောက်တော့ဖုတ်ဝင်ကောင်းတယ်တိုးတော့တာပဲဒီကောင်ကဘလို့လုပ်ပြီးဖုတ်ဝင်သွားလဲဆရာဒီပြဿနာတွေရဲ့အစားဦးနှမောင်းလို့ခေါ်တယ်အောင်လန်းဆရာတယောက်ကနေစတာပဲသူဖန်ပြီးခဲ့တဲ့ရောင် သူ့ကိုယ်တိုင်ဖြည့်ရှင်းဖို့အတွက်လဲဆင့်ခေါ်ထားပါတယ်။အောင်ပြတ်သားစကားဆုံးပြီးတိတ်မကြခင်မှာပဲတကူလုံးချွေးသီးချွေးပေါက်တွေပြည့်နေလူတရာအရင်တရာနဲ့ပြေးလာပြီးတော့ဒီပြဿနာတွေကကြုံကြောင်ဖြစ်ခဲ့ရတာပါ။အဲ့ဒီနေ့ကကြုံတာထွက်မပြေးခဲ့။အန်ကြီးမောင်လည်းတိတ်မှာမဟုတ်ဘူး။ဘောင်းကောင်းတို့လည်းရုပ်တရက်ပေါ်လာတဲ့သူကိုအန်ဟောတဲ့မျက်နှာနဲ့ကြည့်ပြီးတော့ခမားပြောတာကြုံတို့နားမလဲဘူး။တေချာရှင်းပြပေးပါ။တကယ်တော့ကြုံကလေ တရဲတစ်စီတွေကိုမွေးပြီးခိုင်းစားနေတယ်။အောင်လဲဆရာတယောက်ပါ။အဲ့ဒီညကျုပ်တဲ့ဘက်နဲ့ကျုံအလောင်းဖော်ပြီးတော့အစီရင်လုံနေတဲ့အချိန်အမားတစ်ခုကြောင့်အလောင်းကောင်ပြန်ထလာခဲ့တယ်လို့စီးလေပေါက်ခဲ့တယ်။ကျုပ်အသက်သွေးထားတဲ့အစိမ့်သေးရဲ့မှာကျန်တဲ့ကျုပ်တဲ့ဘက်ကိုတတ်ပြီးတော့သူ့ကိုယ်တွေကိုဝင်နေခဲ့တာ။သူ့ကိုအသက်သွေးထားတာကျုပ်ဖြစ်နေတာမဟုတ်ဘူး။ဒီကဆရာလေးတွေတူသွားကိုခန္ဓာရင်ရှိနေကြတာပဲအခုခမရဘလို့လုပ်ပြီးရောက်လာကြတာလေကျုပ်ရဲ့အမားကြောင့ ဂျွာနီးချုံဆက်မှာဒီကောင်တောင်းကြနေတယ်ဆိုတာသိကြရတယ်။အခုလဲကျုပ်နင်းထိုင်နေတယ်။ဒီကုလို့ပူလောင်လာတာကြောင့်ဘာဖြစ်တာလဲဆိုပြီးကြိလိုက်တာ။ဆရာတယောက်ကကျုပ်ကိုအမိန့်ပြန်ခေါ်နေတာသိလိုက်ရတယ်။အဲဒါကြောင့်မနေနိုင်ပဲနဲ့ခေါ်တဲ့နေရာကိုရောက်လာခဲ့ရတာပါ။တော်သေးတာပေါ့ဗျာ။နောက်ဆိုလို့ရှိရင်ကျုပ်တို့အကုန်လုံးဒုက္ခရောက်ကြတော့မလို့အားလုံးဒုက္ခပေးမိခဲ့လို့တောင်းပန်ပါတယ်။ကျုပ်တပည့်ရဲ့အလောင်းကျုပ်ပြန်ယူသွားပါရဲ့။ အလောင်းကပုတ်တောင်ပုတ်နေပြီဆိုတော့ဘလို့ပြန်ယူမှလဲကိုနီးကိုဟန်တယ်ပြန်ယူသွားလိုက်ပါမယ်အဲ့ဒီတော့စိတ်မပူပါနဲ့ဒါဖြစ်လေပြီးတာပါဗျာကဲငါတို့တွေလည်းပြန်ကြရအောင်ဘာကြီးပူရဲ့စကားကြောင့်ပါလာတဲ့သူတွေအားလုံးကဓာမီးကိုတည်တဲ့တင်းဆိုင်တွေကနေပြန်ထွက်သွားကြတဲ့အချိန်အောင်ကောင်းကနောက်ကိုလှည့်ကြည့်ပြီးတော့ဆရာကျွန်တော်စိတ်တယ်အဲ့လူယူမတင်ကြဘူးဗျာသူ့ကြောင့်ဖုတ်ကောင်လွတ်နေတာတိတိနေဆရာခေါ်မလာတာတော့ထူးဆန်းတယ် မကောင်းတဲ့သူဟာမကောင်းတဲ့လမ်းကိုတွောရမှာပဲလေသူ့ကိုလှုပ်ပေးလိုက်တာလေအကြောင်းရှိပါတယ်မင်းတို့တွေရောငါစုံစမ်းခိုင်းတာတဲ့ကိစ္စစုံစမ်းပြီးပြီလားစုံစမ်းထားတယ်ဆရာရဲ့ကျွန်တော်တို့ဘယ်သူမှမရိမ့်မိအောင်လေပညာရက်တွေကိုတိမ်မသုံးမိအောင်နေခဲ့ပါတယ်မင်းတို့တွေရောနောက်နှစ်ပင်တိုက်ရှိရနေအောင်သိရပြီလားကပိယာကြီးပြောတဲ့ပုံရရောကျွန်တော်တို့စုံစမ်းရမိတဲ့လောက်ဆိုရင်မြေဝိုင်းဖုန်ကြီးเจ้าပြအနောက်ကတောထဲမှာရှိတယ်လို့သိရတယ် ပိုပြီးသေးကြအောင်လို့မနှက်ဖက်မနှက်ဆော့ဆော့သွားကြည့်ကြတာပေါ့။အာတိရတလောက်ကတော့ညောင်းနှက်ပြင်တိုက်ဆောက်နှစ်ယောက်ကလူတွေရဲ့အကျင့်တီလာပြပြမှုကိုစိတ်နာပြီးတော့သူ့အတိုင်းဝိုင်းတွေကိုဝင်လာတဲ့သူတွေကိုယူသူတေးကြည့်တဲ့အစီပြူစားကြတယ်ဆိုပဲ။သူတို့ကြောင့်ဟုတ်မဟုတ်တော့မသိဘူးဆရာ။ရွာထဲမှာလည်းလေတော်ရဲကပြန်လာပြီးတော့ယူသွားတဲ့သူတွေရှိတယ်။တကယ်တော့သူတို့တွေကစိတ်ရင်းကောင်းကြပါလေ။အเจ้าရတချို့ကြောင့်သာစိတ်ရိုင်းနေဝင်ကုန်ကြတာ။ ူတို့သာစီးယုံနိုင်မယ်ဆိုရင်ငါတို့ရဲ့သာသနာပြုလုပ်ငန်းတွေပိုတွင်ကျလာနိုင်မယ်ကွာဖခင်ကသူတို့အကြောင်းစုံဆိုင်ခိုင်းထားတဲ့ဟာအကြောင်းရင်းတစ်ခုရှိမယ်ဆိုတာတွေးမိတာပါမောင်ကောင်းရဲ့စကားကိုအောင်မြတ်သားကဘာမှပြန်မပြောဘဲနဲ့အမောင်တို့ဖုံးလန့်နေတယ်မိုးကုတ်ဆက်ဝိုင်းကြီးကိုသာငေးကြည့်နေပါတော့တယ်မလားမကမ်းပါတော့အုပ်ပွားနေတဲ့လူသေးလောင်းကြီးကိုအိတ်တွေနဲ့ထုတ်ပိုးနေကြတယ်ရွာသားတို့ချို့ရှိနေပြီသူတို့ရဲ့ဘေးမှာတော့ ပည့်ဖြစ်သူရဲ့အလောင်းကိုစိုက်ကြည့်နေတယ်လူတစ်ယောက်ကရှိနေခဲ့တယ်အောင်မြတ်သားကတော့ပုတ်ထွက်သွားတဲ့အလောင်းကောင်ပေးမှရက်နေတဲ့လူကိုအဆက်မပြေကြည့်လိုက်ပြီးတော့ဒီတစ်ခါလှန်ထားတဲ့ကျူဟာဘယ်အထိခွက်ဝဲဝဲသွားမလဲဆိုတာကြည့်ရသေးတာပေါ့အောင်မြတ်သားကတီးလို့ရေရွတ်လိုက်တော့တယ်အောင်မြတ်သားအနေနဲ့မောင်ကောင်းတို့ကိုနောင်နာပင်တိုက်အကြောင်းဘာကြောင့်စုံစမ်းခိုင်းတာလဲအောင်ရဲဆရာကိုဘာကြောင့်လှုပ်ပေးထားတာလဲဆိုတာကိုတော့အောင်မြတ်သားနဲ့ ။ရောင်နှပင်တိုင်းဆိုတဲ့ဇလန်းလေးကိုစောင့်မြော်အားပေးကြပါဦးခမညာ။အဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။အောင်မြတ်သာဇလန်းတွဲတွေကိုနှစ်သက်သဘောကျတယ်ဆိုရင်ဖြင့်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါဦးခမညာ။